ဘောလုံးစတာပရိသတ်ကြီးအားလုံးမင်္ဂလာပါရှင်။ခုတင်ဆက်ပေးမယ့်အားကစားသတင်းကတော့ခြေချင်းဝတ်တရားကိုခွဲစေရမယ်ပေးအကြောင်းသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်။ဒီသတင်းကတော့ Real Madrid နဲ့ Wolves အသင်းရဲ့ကျယ်ပွင့် Gareth Bale ဟာ Real Madrid ရဲ့ Champions League နိုင်ပွဲဖြစ်တဲ့ Sporting CP ကို2-1နဲ့အနိုင်ရရှိတဲ့ပွဲမှာတော့ Sporting ရဲ့ဘောကန်စစ်ကစားသမား Sebastian Cortes နဲ့ထိခိုက်မိပြီးညာဘက်ခြေချင်းဝတ်တရားရရှိသွားခဲ့ပါတယ်။ စစ်စစ်ချက်တွေရလဲဘေးရဲ့တန်ရာဟာခြေကျင်းဝင်တန်ရာဖြစ်ကြောင်းရီယယ်မက်ဒရစ်အသင်းကအတည်ပြုထုတ်ပြန်ကြေညာခဲ့ပြီးအခုခါမှာတော့လာမယ့်တစ်ပတ်အတွင်းမှာပဲတန်ရာကိုခွဲစိတ်ကူတရရမယ်လို့ကြေညာလိုက်ပါတယ်ကြပါမယ်လေမက်ဒရစ်ကဘေးရဲ့တန်ရာပြန်လည်တက်တာလာမှုနဲ့ပတ်သက်ပြီးတော့အချိန်ကန့်သက်ကိုတော့ထည့်သွင်းချိန်ညသွားခြင်းမပြုခဲ့ပဲဒဇမလ3ရက်နေ့မှာရှင်ပြန်ရမယ်ဒီယာတီရဲ့ပထမဦးဆုံး classic ကိုပွဲကိုတော့လွဲချော်ရတော့မှာဖြစ်ပါတယ် 2016ပြင်သစ်ဥရောပပလာပြိုင်ပွဲပြီးကလေးကခြေဆွဲမပြနိုင်သေးတဲ့ရိုနယ်ဒိုကြောင့်ပဲဘေးဟာရီယယ်မက်ဒရစ်ရဲ့တိုက်စစ်ပိုင်းအတွက်အဓိကမောင်းနှင်အားလိုဖြစ်နေခဲ့ပါတယ်။ဝေးစ်လက်ရွေးစင်ကစားသမားဟာဥရောပချန်ပီယံကလပ်အသင်းနဲ့တူကောင်းမွန်တဲ့ရာသီကိုစတင်နိုင်ခဲ့ပြီးတော့ပြိုင်ပွဲစုံ16ပွဲကစားပြီးချိန်မှာ9ဂိုးထိသွင်းယူနိုင်ခဲ့ပါတယ်။ဇီနဒင်းဇီဒန်ရဲ့အသင်းဟာလာလီဂါအမှတ်ပေးစရာမှာပြိုင်ဘက်ဘာစီလိုနာရဲ့ရှေ့လေးမှတ်အကွာမှာရှိနေပြီးတော့လာမယ့်ဒီဇင်ဘာလ3ရက်နေ့မှာတော့ နူးကက်မှာသူတို့ရဲ့ပထမဆုံး classes ကိုပွဲကိုတွေ့ဆုံရှင်ပြိုင်ပြီးအပိုးတန်သုံးဘက်ကိုလူယူကြရမှာပဲဖြစ်ပါတယ်။အဲဖာရိုမိုရာတာနဲ့တိုနီခရုစ်တို့ဟာလည်းလာမဲလာဘာစီလိုနာနဲ့ပွဲကိုလွဲချော်ပွဲရှိနေပေမဲ့လည်းစီတန်းကတော့ကွင်းလေကစားသမားကာစီမီရိုလေ့ကျင့်ခန်းပြက်လဲဆင်းနိုင်ခြင်းအတွက်ဝမ်းသာနေတယ်လို့သိရပါဗျ။ ကျမတို့ရဲ့ Ballon Star ရဲ့တင်ဆက်မှုတွေကိုအားပေးခြင်းနဲ့ဆိုရင်တော့ Google Play ကနေပြီးတော့ Ballon Star application ကို download ဆွဲပြီးတော့အားပေးလို့ရတယ်လို့ပဲ facebook.com/ballonstar ကို like လုပ်ပြီးတော့လည်းအားပေးလို့ရပါတယ်เนาะကျေးဇူးတင်ပါတယ်ရှင်